critical thinking ဝေဖန်ပိုင်းခြားတွေးခေါ်ရင်ဆိုတာကြားဖို့နေကြစကလုံးတစ်ခုပေါ့ဒါပေမဲ့ဒါကစောက်ထက်ကသဘောတရားကြီးတစ်ခုမဟုတ်ပါဘူးအဲ့ဒါကိုကျွန်တော်တို့ရဲ့နေ့စဉ်ဘဝအထက်မှာလက်တွေ့ကြကြဘလို့အတုံးချမလဲဆိုတာကိုဒီနေ့အတူတူကြည့်သွားကြမှာပါကဲနေ့တနေ့ကိုစလိုက်ပြီဆိုတာနဲ့ဆုံးဖြတ်ချက်တွေကတန်းစီပြီးစောင့်နေတော့တာမင်းနော်မနေ့ကဘာစားမလဲဒီနေ့ဘာဝတ်တော်ရင်ကောင်းမလဲဆိုတဲ့တေးသေးလေးလေးတွေကနေစလို့ကိုဘွားရဲ့လမ်းကြောင်းတစ်ခုလုံးကိုပြောင်းပြစ်နိုင်တဲ့ဆုံးဖြတ်ချက်ကြီးတွေအထိ နေတိုင်းနေတိုင်းကျွန်တော်တို့ရွေးချယ်မှုတွေလုပ်နေကြတာပါဥပမာ social media မှာအရာချစ်စားနေတဲ့ diet အသစ်တစ်ခုကိုစမ်းကြည့်လိုက်ရင်ကောင်းမလားဒါမှမဟုတ်ပိုရေးချစ်တာကတော့ဘယ်နိုင်ငံရေးသမားကို ကိုယ်မဲတပြပေးတယ်လေဟိုပြီးတော့ဖုန်းထဲဝင်လာတဲ့ဒီ email ဒါကိုနှိမ့်လိုက်ရင်တကယ်ပဲတန်းရွယ်တသေးပြီးသွားမလားဟုတ်ပါဒီလိုရွေးချယ်စရာတွေတည်းအချက်လက်တွေပုံချဲသလိုဝင်လာတဲ့ခေတ်မှာဘာလုံးလို့ဘာကင်ရမှမသိလမ်းပြောက်သွားသလိုခံစားရတာသဘာဝပါပဲ ါပေမဲ့စိတ်မပူပါနဲ့ဆုံးဖြတ်ချက်ကောင်းတွေချနိုင်ဖို့အတွက်ကျွန်တော်တို့ကိုကူညီပေးမယ့်နီလန်ကောင်းတစ်ခုရှိပါတယ်။အဲ့ဒီအစွမ်းထက်တဲ့ true ကပါလဲဆိုတော့ critical thinking ဒါမှမဟုတ်ဝေဖန်ပိုင်းခြားသုံးသပ်တွေးခေါ်ရင်းပါပဲ။ဒါကိုဘယ်လိုမြင်လို့ရလဲဆိုတော့ရှုပ်ထွေးနေတဲ့ရွေးချယ်မှုတွေကြားထဲမှာကိုယ့်အတွက်မန်ကန်နဲ့လမ်းကိုပြပေးနိုင်ပေ GPS လေးတစ်ခုလိုပါပဲ။ရှင်းရှင်းပြောရရင်စုံထောက်တယောက်လိုတွဲကြည့်လိုက်ပါ။ အမှုတစ်ခုကိုအပေါ်ယံကြည့်ပြီးဖြေထုတ်တာမျိုးမဟုတ်ပဲနောက်ွယ်မှာ ဖုံးွယ်ထားတဲ့အချက်လက်တွေဗလိုင်မှုတွေလိုမျက်စိနဲ့မမြင်နိုင်တဲ့တဲလွန်စားတွေကိုပါ ရှာဖွေ ဖော်ထုတ်ပြီးကြောင်းမှာအကောင်းဆုံးစုပြင်ချက်ကိုချတာမျိုးပေါ့ဆရာဒါကစိတ်ထဲမှာอืมတာမလောက်တယ်လို့ခံစားရယုံနဲ့ဆုံးဖြတ်ချက်ချလိုက်တာမျိုးနဲ့လုံးဝကိုစန့်ချင်းပတ်ပဲဝေဖန်ပိုင်းခြားတတ်တဲ့သူကခံစားချက်ထအချက်အလက်ကိုဦးစားပေးတယ် အရာအလုံးကိုတေချာစစ်စစ်တီးနေပေါင်းဒါအတကယ်ရောဟုတ်ရဲ့လားဆိုတဲ့မိခိုးမျိုးအငြင်းအမေးတတ်ပါတယ်။ဟုတ်ပြီ။တဘောတရားတွေပြောပြီးပြီဆိုတော့လက်တွေ့ဘဝမှာတော့ဒီလိုတွေးခေါ်ပုံမျိုးကိုဘလို့အတုံးချမလဲ။ကဲဒါဆိုတော့လေကိုကိုလိုက်လို့လို့ရမယ်အဆင့်၅ဆင့်ပါတယ် action plan တစ်ခုကိုအတူတူကြည့်လိုက်ကြရအောင်။ဒီအဆင့်တွေကတော့မိခွန်ထောက်တာနဲ့စမယ်။ပြီးရင်အချက်လက်တွေစုမယ်။အဲ့ဒါတွေကိုသုံးသပ်မယ်။နောက်ဆက်တွဲအကျိုးသက်ရောက်မှုတွေကိုစဉ်းစားမယ်။ နောက်ဆုံးမှာတော့တခြားသူတွေရဲ့အမြင်ကိုပါထည့်သွင်းစဉ်းစားသွားမှာပါ။ဒါတွေအားလုံးကကျွန်တော်တို့ကိုအကောင်းဆုံးဆုံးဖြတ်ချက်ချနိုင်အောင်လမ်းညွှန်ပေးသွားမှာဖြစ်ပါတယ်။အစင့်တမေခွန်ကို ပုံဖော်ပါ။ဆိုလိုတာကကိုဘာကိုတကယ်လိုချင်နေတာလဲဆိုတာရှင်းရှင်းလင်းလင်းတီးဖို့လိုလေ။ဆိုတော့ကဒါရဲ့ဥမာကိုပဲပြန်တွားကြည့်အောင်။ဒါရဲ့လုတ်ချင်တယ်ဆိုတာထက် တကယ်ပန်းနိုင်ကဘာလဲဝေချာချင်တာလားဒါမှမဟုတ်အာဟာရပိုကောင်းကောင်းစားချင်တာလားဒါမှမဟုတ် အရင်ကထက်ပူပြီးတော့အာရင်ပြေသွားပြီးလမ်းစန်းတကြွချင်တာလားအဲ့လိုရီမန်းချက်ရှင်းသွားမှနောက်ဆင့်တွေကလမ်းကြောင်းမှပေါ်ရောက်မှာပါကဲရီမန်းချက်ရှင်းသွားပြီဆိုရင်တော့အစ်စ်နဲ့အချက်လက်တွေစုဆောင်းပါဒီနေရာမှာကို့ထင်မြင်ချက်တစ်ခုတည်းနဲ့မဆုံးဖြတ်ပဲကျွမ်းကျင်သူတွေတကယ်အတွေ့အကြုံရှိတဲ့သူတွေရဲ့အမြင်တွေကိုရှာဖွေရမှာပါဥပမာဒိုင်အက်လုပ်မယ်ဆိုရင်တော့အာဟာရပြင်ညာရှင်တွေကဘာတွေအကြံပေးထားလဲ တကယ်ဝိတ်ချာခဲ့တဲ့သူတွေရဲ့အတွေ့အကြုံကတော့ဘလို့ရှိလဲအဲ့ဒါတွေကိုထေချာလေးလာရမှာပေါ့အဆင့်3ရလာတဲ့အချက်အလက်ကိုလက်တွေ့ကြကြအသုံးသတ်ပါဒီနေရာမှာတော့ဆုံးတောက်လို့မေးခွန်းထိုးရမယ့်အပိုင်းပေါ့တန်းချက်တည်းချစ်မယ်ဆိုတဲ့အီးမေးလ်ဥမာကိုပြန်ကြည့်မယ်ဒီကံလန့်ချက်နောက်ကွယ်မှာဘလို့အယူဆတွေနဲ့ဆွေးဆောင်ထားတာလဲသူတို့ပေးတဲ့ကိရိတွေကဘာကိုအခြေခံထားတာလဲပြီးတော့အရေးကြီးဆုံးကဘာမှမနှုတ်ပေးနဲ့အလွယ်ကူအနိုင်ရမယ်ဆိုတာကတော့ယူတီရှိရဲ့လား ဲ့လိုမေခွန်းကြီးမေးလိုက်ကြတဲ့တင်အဖေကတော်တော်ရှင်းသွားပါပြီအစင်လေးနောက်ဆက်တွဲအကျိုးသက်ရောက်မှုတွေကိုထည့်စင်စားပါဒါကရရည်ချီပါတယ်မျက်စိရှိကအကျိုးကျေးဇူးလေးတစ်ခုတည်းကိုပဲမကြည့်ပဲရေရှင်မှာပါရီဖြစ်လာနိုင်မလဲဆိုတော့ကိုပါတွေးရမှာပါဥပမာတစ်ခုကြည့်အောင်နိုင်ငံရေးသမားတယောက်ကတစီဈေးတွေချပင်မလို့ကြီးပေးတယ်ဆိုတော့အာကြားလိုက်တာနဲ့တော့သိကောင်းတာပဲပေါ့နော်ဒါပေမဲ့ ခဏလေးခဏလေးအပေါ်ရန်လီးပဲမကြည့်ပဲနဲ့ဒီဆုံးဖြတ်ချက်ရဲ့ရေရှည်ကျိုးဆက်တဲ့ကတော့ဘာတွေချစ်လာနိုင်မလဲဆိုတာကိုရောတွေးပြီးပြီလားဘာတွေဆက်ခေလာနိုင်လဲဆိုတော့တက်စီစေးတက်တာတော့တော့လူတွေကကားတွေကိုပို့ပြီးသုံးလာနိုင်တယ်အဲ့ဒီအခါတက်စီသုံးဆမှုတွေညံများလာပြီးလေထုညညာမှုကရင်ကားထဲအစိုးဆုံးအချင်းတွေကိုရောက်တော့နိုင်တယ်နောက်ဆုံးမှာတော့ပေါင်းခြင်းတစ်ခုတည်းတည်းမဟုတ်ပဲကျွန်တော်အားလုံးရဲ့ချမ်းမရေးကိုပါရေးချင်မှထိခိုက်လာနိုင်လာပေါ့နောက်ဆုံးအစင်က ကိုအမြင်နဲ့စန့်ချိန်ဘက်ဖြစ်နေတဲ့ရှူတောင့်တွေကိုဝါလေးလားဒါကအကွက်ရဲ့ comfort zone ကခဏအထွက်ကြည့်လာမျိုးပေါ့ဥပမာကိုလုံးဝမထောက်ခံတဲ့နိုင်ငံရေးသမားတယောက်ကိုတခြားလူတွေအများကြီးကဘာလို့ထောက်ခံနေကြတာလဲသူတို့လည်းမူဝါဒတွေမှာကိုမမြင်သေးတဲ့ဘလို့အကောင့်ဘက်တွေများရှိနေလို့လဲဒီလိုကိုအမြင်နဲ့စန့်ချိန်ဘက်ကိုနားလဲအောင်ကြိုးစားခြင်းကကိုရဲ့ပတ်လည်မှုတွေကိုရော့ကျစေပြီးပိုပြီးပြည့်စုံတဲ့ဆုံးဖြတ်ချက်တစ်ခုချနိုင်အောင်အများကြီးခုနီးပေးပါရဲ့ ကဲဒီတော့အခုပြောခဲ့တဲ့အဆင့်90ကို လိုက်လောက်ကြည့်မယ်ဆိုရင်ဘာဒီဖြစ်လာမလဲပိုးပြီးကြဲကြဲပြန့်ပြန့်လေးကြည့်လိုက်အောင်ဒီကျွမ်းကျင်မှုကကိုထရုတ်ထဲအတွက်ပဲမဟုတ်ဘူးဆိုတာကိုတွေ့ရမှာပါတကူတော့ရှိတာပေါ့ဒီနီလာနဲ့ဘဝမှာကြုံရမယ့်ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေကိုမျက်လဲပြလိုက်တယ်လို့ပျောက်ကွယ်သွားအောင်လုပ်ကိမတော့မဟုတ်ပါဘူးဒါပေမဲ့ဒါပေမဲ့နော်ကိုချလိုက်တဲ့ဆုံးဖြတ်ချက်တွေထဲမှာမှန်ကန်တဲ့ရွေးချယ်မှုတွေပုံများလာအောင် ဆွန်ပဲချက်တစ်ခုချပြီးသွားတိုင်းငါမားသွားပြီလားဆိုတဲ့နောင်တရတာမျိုးတွေနဲသွားအောင်တော့အသေးချားကိုကူညီပေးနိုင်ပါပါ။နောက်ဆုံးအနေနဲ့ဒီစွန့်ထက်တဲ့စကားလေးတစ်ခွန်းနဲ့ညီကုန်းချုပ်ချင်ပါတယ်။အဲ့ဒါကတော့လူတိုင်းသားဒီလိုဝေဖန်ပိုင်းချော့တွေးခေါ်တတ်ကြနေစဉ်ဒီကဘာကြီးကိုပို့ပြီးတော့ဆိုးချိုးတဲ့အကြောင်းတင်ရှိတဲ့နေရာတစ်ခုဖြစ်လာအောင်ပြောင်းလဲပင့်နိုင်တဲ့စွမ်းအားမျိုးကိုပိုင်ဆိုင်ထားတယ်ဆိုတာပါပဲ။ ဲဒီအကြောင်းအရာတွေကိုသိသွားပြီဆိုတော့အခုပထမဆုံးအနေနဲ့ကိုဘောရဲကဘယ်ဆုံးဖြတ်ချက်ကိုဒီနီလာတွေတုံးပြီးပြန်ပြီးတော့ဆန်းစစ်ကြည့်ခြင်းပါလေ။